ိသတ်များလုံးပဲမင်္ဂလာပါဗျာပရိသတ်တွေမျော်လင့်နေတဲ့ဒီရန်ကျက်သင်းမလေးဗရော်နီကာရဲ့ပွဲစဉ်ကိုဝမ်ကထုတ်ဖော်ပြသလိုက်ပါပြီအဲတော့ဗရော်နီကာဟာဒီချိန်မှာတော့ပွဲချက်ထပ်ပြီးကစားပါတော့မယ်ဂျူနီယာဖက်တက်စနဲ့ကစားမှာဖြစ်ပါတယ်ပထမပွဲတက်ပိုကြီးပွဲချက်တယ်ခင်ဗျာပထမပွဲမှာဗရော်နီကာကဗီဒါနဲ့ထိုးခဲ့ရတယ်ဒီပွဲမှာဗရော်နီကာပထမပွဲကြီးမှာအသာစီးရထိုးနိုင်တယ်ဒုတိယပွဲကြီးတဝက်လောက်ကနေစပြီးတော့တက်လုံကြသွားတယ်နောက်ပိုင်းမှာ မိသားကပွဲကိုစုံမှုသွားတယ်အဲ့တော့တယောက်ကိုတယောက်အလဲမထိုးနိုင်တဲ့အတွက်နောက်ဆုံးမှာအမှတ်ပေးတန်သူတွေရဲ့ဆုံးဖြတ်ချက်ကိုခံယူလိုက်ရတယ်အဲ့မှာအမှတ်ပေးတန်သူတွေရဲ့ဆုံးဖြတ်ချက်နဲ့မိသားကအနိုင်ရသွားခဲ့တယ်ဘရိုနီကာဟာဝမ်တာထွက်မှာအရှုံးရလက်နဲ့ရင်ဆိုင်လိုက်ရတယ်ပွဲပြီးတဲ့အချိန်မှာတော့သူ့ကိုဝမ်ရဲ့စီးကိုရှက်ထရီအပါဝင်ပြိတ္တတွေကအားပေးစကားပြောခဲ့တယ်ရှက်ထရီကတာထွက်မှာဖြစ်တတ်တယ်မင်းမကောင်းတာမဟုတ်ဘူးအရန်ကောင်းတယ်မင်းကိုတနည်းနည်းမှာငါက ရွှေကမောက်ပိုင်ရှင်ဖြစ်လာမဲ့လူတို့မျောလင်းထားတာဒီတော့နောက်တစ်ပတ်မှာမင်းအစွမ်းစားတွေထုတ်ပြလို့ပြောခဲ့တယ်အဲ့တော့ဘရိုနီကာလည်းဂရီပေးထားတယ်ရှေ့လာမဲ့ပွဲတွေရောက်ရင် ပိုကောင်းတဲ့ဘရိုနီကာကိုတွေ့ရပါစေမယ်ဆိုတဲ့ဂရီမျိုးသူပေးခဲ့တယ်ပိုကောင်းအောင်လုပ်ပြအောင်ပေါ့လေပြိတ္တတွေကိုလည်းနောက်တစ်ပွဲရောက်ရင် သူဒီလိုအမှားမျိုးမဖြစ်တော့ဘူးသူ့အနေနဲ့အကောင်းဆုံးပြန်လာဖို့လက်ကျင့်ပြင်ဆင်သွားမယ်ဆိုပြီးသူပြင်းပြနေတယ်ကြိုးစားအထောက်ပြီးတော့လက်ကျင့်ပြင်ဆင်နေတယ်လက်ရှိမှာလည်းတိုက်ကဂျင်မှာဘရိုနီကာကအရန်ကိုအထောက်အပံ့ပြင်ဆင်နေတာမြင်တွေ့ကြရပါလိမ့်မယ် ဒါပေမဲ့ဘရိုနီကာကိုအခုဒီချိန်ဝမ်ကပွဲတင်ပေးလိုက်တဲ့ဖိုင်တာကအရန်ကောင်းတဲ့ဖိုင်တာတယောက်ဖြစ်နေတယ်။အဲဘရိုနီကာကတော့အခုသူရင်ဆန်းမဲ့ဖိုင်တာပေါ့လေ။ဂျူနီယာဖက်တက်စ်နဲ့ရှင်ရင်အရအမောင်းမြင်ပါတယ်။ဂျူနီယာဖက်တက်စ်ကအရန်နဲ့ပူတယ်။ဒါပေမဲ့ဖက်တက်စ်ကဖိုင်တာဖြစ်နေတော့သတိတော့ထားရမယ်ဗျ။ဘာကြောင့်လဲဆိုတော့ဝမ်ဟာဖက်တက်စ်ကဖိုင်တာတွေဆိုရင်ညနေသားပေးတဲ့လေးရှိတယ်။ပြီးတော့ဂျူနီယာဖက်တက်စ်သူကဝမ်မှာ9ပွဲထိုးပြီးပြီ။ တပွဲလည်းမရှုံးဘူးခွန်ပွဲထိုးခွန်ပွဲနာအဲ့လိုဖြစ်ထားတဲ့ fighter ဒီလောက်အရန်အစွမ်းပြနေတဲ့ fighter ကိုဘာကြောင့် Bronica နဲ့ပေးတွေ့ကြလဲလို့စဉ်းစားစရာတော့ရှိနေတယ်ဗျဝါက Bronica ကိုနောက်တစ်ပွဲပွဲကြတဲ့ထပ်ပြီးတိုးထည့်ရလားဗောလေအဲ့လိုမစဉ်းစားစရာရှိတော့အဲ့လိုလည်းမဟုတ်ပြန်တော့ Bronica အတွက်ပထမပွဲမှာသူ့ကို VR ကို9လောက်အောင်ဆိုပြီးတော့ဝမ်ကပွဲတယ်ခဲ့တာဒါပေမဲ့ Bronica လိုအပ်ချက်တွေရှိသွားတယ်တက်လုံးကြာသွားတယ်ရှုံးသွားတယ်အခုဒုတိယပွဲမှာ ပွဲကြတဲ့ကိုထိုးတဲ့ရတယ်ဆိုတာကခုနှစ်ပွဲဆက်တိုက်ရှုံးပွဲမရှိတဲ့ fighter ခုနှစ်ပွဲဆက်တိုက်နိုင်ထားတဲ့ fighter ကိုဘရော်နီကာပထမဆုံးရှုံးပွဲကြုံအောင်လုပ်ပြလိုက်ရတယ်ဆိုရင်ဘရော်နီကာဒီမှာရနာမည်တက်ပြီဘရော်နီကာဟာဒီတစ်ဖက်မှာရှိတဲ့ tie fight ထိုးခဲ့တော့ကလည်းပထမဆုံးတာထွက်ပွဲရှုံးတယ်အဲ့နောက်ပိုင်းမှာသူဇက်တိုက်ကြီးပဲအကုန်နိုင်တယ်အဲ့လိုလုပ်ပြနိုင်မလားလို့ဒါဝမ်းကစမ်းသပ်လိုက်တာလားပေါ့လေဒီလိုလဲကျွန်တော်တွေးမိတယ်ဗျဘရော်နီကာပထမပွဲဗီရာနဲ့ပွဲမှာ ထိုးသွားတာကိုဝမ်ကသဘောကျတဲ့အတွက်ချုံးသိတာသူ့ကို bonus အကျိုးခံစားခွင့်ပေးခဲ့တယ်ဒီပွဲကလည်းတကယ်ကိုကြီးကောင်းမှာပဲဖြစ်လာပါဘာကြောင့်လဲဆိုတော့ junior fighters ကလည်းအနာခံပြီးထိုးတဲ့ fighter စိုက်ထိုးပြန်ထိုး fighter ဗျာအဲ့လိုဆိုတော့ bronica လည်းဖွင့်ထိုးတာအဲ့လိုတိုက်စစ်ချင်းပြိုင်တဲ့ပွဲမျိုးကိုဝမ်ကမြင်တွေ့ခြင်းလို့ junior fighters နဲ့ bronica ကိုပွဲတက်ပေးလိုက်တာဖြစ်နိုင်ပါတယ်ဗျ bronica နေနဲ့ဒီပွဲမှာပထမပွဲကလို့ တလုံးပိုင်းဆိုင်ရာအမှားယွင်းမရှိပါစေနဲ့အကောင်းဆုံးပုံစံနဲ့လာနိုင်ပါစေဂျူနီယာဖက်ဒက်စ်ကိုပထမဆုံးရှုံးပွဲကြုံအောင်လုပ်ပြနိုင်ပါစေလို့ဒီနေ့ကနေဆန္ဒပြုပြီးဆုတောင်းပေးလိုက်ပါရစေ။ဘရိုနီကာရဲ့အကောင်းဆုံးပုံစံတွေကိုမြင်တွေ့ခွင့်ရနိုင်မလားဆိုတာကျွန်တော်တို့နော်လင့်စောင့်ကြည့်ရမယ်။ပွဲစဉ်ကတော့မေလ9ရက်နေ့ကိုရောက်ရင်ရောက်ရှိလာအောင်ဖြစ်ပါရစေ။မေလ9ရက်နေ့မှာကျင်းပမယ့် One Friday Fight 107ပြိုင်ပွဲမှာဂျူနီယာဖက်ဒက်စ်နဲ့ဘရိုနီကာတို့စိန်ခေါ်ပွဲထိုးကြတော့မှာဖြစ်ပါရစေခင်ဗျာ။ကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကို အထူးရဲ့ကျေးဇူးတင်ရှိပါရခင်ဗျာ